ားလုံးပါပါခင်ဗျာဝင်းဘော့ချန်နယ်ကနေအားလုံးကိုကြွဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့လာမယ့်2026မှာကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီးတည်တည်တိထိုက်တဲ့အကြောင်းအရာတွေနဲ့ဘယ်အသင်းတွေတိုက်ရိုက်ဝင်ခွင့်ရနိုင်ပြီလဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်ပထမဦးဆုံးဒီလာမယ့်2026မှာကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲကြီးကိုတော့ဒီဂျွန်လ17ရက်ကနေဇူလိုင်လ19ရက်နေ့ထိ36ရက်ကြာကျင်းပသွားမှာဖြစ်ပါတယ်ဒီပြိုင်ပွဲကိုတော့မြောက်အမေရိကနိုင်ငံတွေဖြစ်တဲ့အမေရိကနိုင်ငံရဲ့ကနေဒါနိုင်ငံရဲ့မက္ကဆီကိုနိုင်ငံရဲ့ကဒီအရှင်နေနဲ့ကျင်းပသွားမယ်အဓိကအဖြစ်တော့သူတို့က ဒီပြိုင်ပွဲတော်တော်များများကိုအမေရိကန်နိုင်ငံမှာဒီကစားခိုင်းမယ်ဒီပူးတွဲအနေနဲ့ကတော့ဒီကနေဒါနဲ့မက္ကဆီကိုနိုင်ငံမှာကစားနေမယ်အဲ့ဒီသဘောမျိုးဖြစ်ပါတယ်ဒီအဲ့၃နိုင်ငံရဲ့ဟိုဒီမျိုးကြီး၁၆မျိုးမှာဒီဒီပြိုင်ပွဲတွေအားလုံးကိုချင်းပသွားမှာဖြစ်ပါတယ်ထူးထူးခြားခြားအနေနဲ့ဒီဒီလိုမျိုးဒီ၃နိုင်ငံဒီပူးတွဲချင်းပတာကဒီ၂၀၀၂ခုနှစ်နောက်ပိုင်းပထမအဦးဆုံးဖြစ်ပါတယ်ကျွန်တော်၂၀၀၂ခုနှစ်မှာဆိုရင်ကျွန်တော်အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံကအင်ရှင်နေနဲ့ကျင်းပခဲ့ပါတယ်။ဒီ2006ခုနှစ်မှာဆိုရင်ဒီဂျာမနီဂျာမနီကအင်ရှင်နေနဲ့ကျင်းပခဲ့တယ်။2010မှာဆိုရင်ဆောက်အာဖရိကနိုင်ငံကအင်ရှင်နေနဲ့ကျင်းပခဲ့တယ်။ဒီ2014မှာဆိုရင်ဘရာဇီးနိုင်ငံကအင်ရှင်နေနဲ့ကျင်းပခဲ့ပြီးတော့ဒီ2018မှာဆိုရင်ရုရှားနိုင်ငံကအင်ရှင်နေနဲ့ကျင်းပခဲ့တယ်။ဒီပြီးခဲ့တဲ့ဒီ2022မှာဆိုရင်တော့ဒီကာတာနိုင်ငံကအင်ရှင်နေနဲ့ကျင်းပခဲ့ပြီးတော့အခု2026မှာဆိုရင်တော့ဒီခုနပြောခဲ့တဲ့ဒီအမေရိကန်နိုင်ငံရဲ့ ီကနေဒါနိုင်ငံရဲ့ပြီးတော့မက္ကဆီကိုနိုင်ငံစသဖြင့်ဒီသုံးနိုင်ငံကဒီအရှင်နေနဲ့ကျင်းပသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမက္ကဆီကိုကတော့ဒီပထမဦးဆုံးဒီပူးတွဲကျင်းပခွင့်ရတဲ့နိုင်ငံဖြစ်ခဲ့ပါတယ်သူတို့အနေနဲ့ဒီကမ္ဘာဖလားဒီစတင်ကလေးကသူတို့အင်ရှင်နေနဲ့ကျင်းပခွင့်တခါမှမရခဲ့ဘူးဒါသူတို့အတွက်ဒီပထမဦးဆုံးပူးတွဲကျင်းပခွင့်ရတဲ့ဒီနိုင်ငံဖြစ်ခဲ့ပါတယ်သူတို့ကြကြဒီပြိုင်ပွဲမှာကျွန်တော်တို့ဒီ တင်းတုံးတင်းကပထမဦးဆုံးကမ္ဘာဖလားပြိုင်ပွဲကိုဝင်ဝင်ရခဲ့တယ်ဗျဒီဘယ်တင်းနေလဲဆိုတော့ဒီအာဖရိကတိုက်ကဒီကိတ်ပါဒီဆိုတဲ့နိုင်ငံငယ်ရဲ့နောက်ပြီးဒီကျွန်တော်တို့အာရှပတ်မှာဆိုရင်ဂျော်ဒန်နိုင်ငံရဲ့ဥစပါကစ္စတန်နိုင်ငံရဲ့ကဒီကမ္ဘာဖလားပြိုင်ပွဲကိုပထမဦးဆုံးကြိမ်နေနဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်ကျွန်တော်အခုနောက်ဆက်တွဲအနေနဲ့ဒီဒါရိုက်ဝင်ဝင်ရတဲ့ဟို28တင်းကိုကျွန်တော်ပြောပြပေးသားမှာဖြစ်ပါတယ်ဒါကတော့ဒီအခုနောက်ဆုံးကြားသိရတဲ့သတင်းတွေကနေကျွန်တော်တို့တီးခဲ့ရတာဖြစ်ပါတယ် အဲ့ဒီ28သင်းကဘယ်သင်းနေလဲဆိုတော့ဒီအာရှဘက်မှာဆိုရင်ဂျပန်နိုင်ငံပါမယ်အီရန်နိုင်ငံပါမယ်တောင်ကိုရီးယားနိုင်ငံပါမယ်ဥစ်ပက်ကစ္စတန်နိုင်ငံပါမယ်ပြီးရင်ဂျော်ဒန်ပါမယ်ဩစတြေးလျနဲ့ဆော်ဒီအာရေဗီယာကာတာနိုင်ငံတို့ပါဝင်ပါတယ်ကျွန်တော်အာဖရိကဘက်မှာဆိုရင်တော့ဒီမော်ရိုကိုနိုင်ငံပါမယ်တူရစ်တူနီရှားနိုင်ငံပါမယ်အီဂျစ်နိုင်ငံပါမယ်အယ်ဂျီးရီးယားနိုင်ငံပါပြီးတော့ဒီကာကာဂါနာနဲ့ခုနပြောခဲ့တဲ့ဒီကိတ်ပါလီအသင်းကလည်း ်ဂရာဖလာပြိုင်ပွဲဝင်ခွင့်ရခဲ့ပါတယ်နောက်ပြီးဒီစီနီကောနိုင်ငံလည်းပါဝင်ပါတယ်ဒီတောင်အမေရိကတိုက်မှာဆိုရင်တော့ကျွန်တော်တို့နာမည်ကြီးကျွန်တော်ဘရာဇီးလ်တင်ပါဝင်ပါမယ်လက်ရှိချန်ပီယံအာဂျင်တီးနားလည်းတိုက်ရိုက်ဝင်ခွင့်ရရှိထားပါတယ်ပြီးရင်ကျွန်တော်အီကွေဒေါ်ဥရုဂွေးကိုလံဘီယာပါရာဂွေးတို့ကဒီတောင်အမေရိကတိုက်မှာတို့ကဒီကွာဖလာ2026ကွာဖလာပြိုင်ပွဲကြီးကိုတိုက်ရိုက်ဝင်ခွင့်ရရှိထားပါတယ်ပြီးကျွန်တော်ဥရောပတိုက်မှာဆိုရင်တော့ထူးထူးခြားခြားချင်းအင်္ဂလန်တင်းကလက်ရှိချိန်မှာတိုက်ရိုက်ဝင်ခွင့်ရရှိထားပါတယ် ောက်ပြီးကျွန်တော်နယူးဇီလန်နိုင်ငံလည်းဒီပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ပွဲသားမှာဖြစ်ပါတယ်။ဒါကတော့2026မှာကျင်းပသွားမယ့်ကမ္ဘာဖလားပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီးတည်တင်တိထိုက်တဲ့အကြောင်းအရာတွေနဲ့ဘယ်သင်းတွေဓာတ်ရဲဝင်ဝင်ရနေပြီလဲဆိုတာကိုပြောပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဘယ်သင်းတွေပိုဆက်သွားမလဲဆိုတာမှတ်ချက်ရေးပေးသွားလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။